တချိန်ဟာ1939ခုနှစ်ပြည်တိရှနယ်ချဲတို့ကြီးစိုးနေတဲ့အချိန်ကာလပါတနေ့မှာတော့ကျွန်တော်ဟာရန်ကုန်မြို့ကဒဝဲမြို့ကိုပြောင်းရွှေ့ရန်အကြောင်းဖန်လာခြင်းကကျွန်တော်ရဲ့ဆန္ဒကြောင့်တော့မဟုတ်ပါဘူးကံကြမ္မာရဲ့ပြောင်းလဲခြင်းသာဖြစ်တယ်လို့ဆိုရပါလိမ့်မယ်ဖြစ်ပုံကတော့ကျွန်တော်ရဲ့အထက်အရာရှိရော်နယ်ကာရင်ကိုဒဝဲမှာရှိတဲ့ဟိန်ဒရာတပ်ထုတွင်ဟာမြင့်ကြီးကံပေါက်တောင်သုံးလုံးပကာရီတင်ငန်းတုံးဘဝပင်ကလုံးထာကြောင်မဲတောင်အစရှိတဲ့တပ်ထုတွင်များစွာရှိတဲ့နေရာကကြောင်မဲတောင်တပ်ထုတွင်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်အမိန့်ကျလာခဲ့တာပါ အဲဒီခါမှာတော့ Ronnie Garden ကတပည့်ရင်းချလဲဖြစ်မိတ်ဆွေတယောက်ကဲ့သို့ခင်မင်းရင်းဆွဲလဲဖြစ်နေတဲ့ကျွန်တော်ကိုသူနဲ့အတူလိုက်ပါရန်ဆန္ဒပြုလာခဲ့ပါတယ်။အဲဒီအချိန်ကကျွန်တော်ကိုယ်တိုင်ကလည်းနယ်ဘက်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်လို့တဲ့စိတ်ခံလေးရှိနေတော့ Ronnie Garden ရဲ့အဆိုကိုလူလူချင်းချင်းပဲလက်ခံသဘောတူလိုက်မိပါတယ်။ Ronnie Garden ကကျွန်တော်နဲ့သဘောတူညီချက်ရပြီးတာနဲ့ပဲအထက်ကိုသူနဲ့အတူလိုက်ပါခေါ်ယူသွားခွင့်ပြုပါရန်ချက်ချင်းအစီရင်ခံစာတင်လိုက်တဲ့အခါမှာတော့အထက်ကလည်းခွင့်ပြုပေးခဲ့ပါတယ်။ အဲ့လိုနဲ့ပဲကျွန်တော်ကမမျော်လင့်မယ်နဲ့ဒဝဲမှာရှိတဲ့ကြောင်မဲတောင်တပ်ထုတွင်ကိုရောက်ရင်ကံကြမ္မာဖန်လာခြင်းဖြစ်ပါတယ်။တနင်္သာရီတိုင်းဒဝဲမြို့မှာရှိတဲ့ကြောင်မဲတောင်တပ်ထုမိုင်းကိုကျွန်တော်ရောက်တဲ့အခါမှာအရာရာတို့ဟာကျွန်တော်အတွက်အသက်ဆန်းနေကြီးဖြစ်နေပါတယ်။ညွညွဆိုင်ဆိုင်မိုင်းဝင်နေတဲ့တောင်တန်းကြီးတွေဝင်းရံကာရံထားတဲ့ကြောင်မဲတောင်တပ်ထုမိုင်းမှာရှိတဲ့နေစားအလုတ်သမားတွေဟာတနေ့ကိုမိုးရဲကြီးထဲမှာပင်ပန်းကြီးစွာလောက်ကင်ခဲ့ရပါတယ်။ခဲကျင်ခြင်းမြေတူးခြင်းမြေတွေကိုထုခွဲခြင်းတွေကိုလောက်ကင်ခဲ့ရတာကြောင့် လက်တွေဟာလည်းပဲကြီးရေကုန်နဲ့တွတ်ပြီးတော့ခြေချောင်းလေးတွေဆိုရင်လည်းကွဲလေရဲ့အနာများပြီးခံစားနေကြရပါတယ်။စားရတော့မဝရေစားဝေးရတော့ကုလုံယုံနေရတော့အခန်းချင်းတဲတန်ရတခါတရံမှာတော့စိန်စန်းရေတွေရေတကုန်တွေပတ်ချလဲဝိုင်းရံနေတဲ့အတွက်တောတော်မြေပြင်ပေါ်ကကြာရတရိဆန်တို့ရဲ့ရံကိုလည်းကြောက်ကြရပါသေးတယ်။ဒီကြားထဲမှာငံဖျားယောဂါကြောင့်တေဆုံးသွားရသူတွေကလည်းဒူးနေသေးပါ။မြင်ရကြရတာတွေကစိတ်မချမ်းမြေ့စရာကြည်ကွဲစရာတွေကြီးပါပဲ။ကျွန်တော်စိတ်ညစ်ညူလာတာကြောင့်ဘိုးတဲကိုပြန်ပြီးတော့အနားယူရန်အလုတ်သမားခေါင်းဆောင်ကိုခေါ်ပြီးအတိပေးလိုက်ပါတယ် အလုသမားကောင်းကလည်းကျွန်တော်တို့တယောက်တည်းပြန်ရန်စိတ်မချဘူးလို့ဆိုပြီးတော့အလုသမားတယောက်ကိုအဖော်ဖြစ်ထည့်ပေးလိုက်ပါတယ်လမ်းတစ်လျှောက်လုံးစကားတပြောပြောနဲ့ဒေသနာအကြောင်းစုံလေးလာသိရှိခွင့်ရခဲ့ပါတယ်ဆရာရန်ကုန်ကလားဗျာဆိုပါတော့ဗျာတဝဲဟိုအရင်ကရောက်ခဲ့ဘူးလားဆရာမရောက်ဘူးပါဘူးဗျာဒါပထမဆုံးရောက်ဘူးတာပါဒါဆိုတဝယ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဘူသူတာဖြစ်ဆရာကိုပြောပြရအောင်မဆရာရဲ့နားထောင်မလားလှုပ်ဆမ်းမအောင်လမ်းလျှောက်ရင်းနဲ့အပြင်းပြပေါ့ကွာအရင်ကတဝယ်လို့မခေါ်ကြဘူးဆရာရဲ့ ဝေမိတကတောင်ဟာနန်းတောင်ထိပ်မှာမြတ်စွာဘုရားထက်ဝယ်ဖွဲ့နေထိုင်တော်မူနေတာကိုအစွဲပြုပြီးတော့ယွန်ရှန်ယူရီးယားတို့ဘာသာနဲ့ထဝါပြုတော်မူတယ်ဆိုပြီးတမုတ်ကြတာကြောင့်မလို့ထဝါတိုင်းလို့တွင်ပြီးတော့ကာလရှည်လျားလာတဲ့အခါမှာတော့ဝါအခေယနေရာမှာဟတ်ထိုးကိုဖျောက်ပြီးတော့ထဝါတဝယ်ဆိုပြီးဖြစ်လာတာဆရာရဲ့ဟုတ်လားကျွန်တော်တို့ခုမှပဲကြားဘူးတာဗျာကဲဆက်စမ်းမအောင်ဗျာတဝယ်နဲ့ပတ်သက်တာလေးကျွန်တော်တို့တဝယ်တွေကိုတချို့ကမခံကြအောင်တဝယ်ရုပ်ကြက်ခိုးဆိုပြီးတော့ပြောဆိုတတ်ကြသေးတယ်ဗျာအမှန်တော့တဝယ်တွေကြက်ခိုးတဲ့ခြင်းကိုဆွလို့တာမဟုတ်ပါဘူးဗျာ စောတီလာမင်းကြီးဟာမောင်ဘရဲ့နဲ့ချောမောလှပတဲ့ဇနီးစောပညာကိုလိုချင်လို့မောင်ဘရဲ့ကိုရေတွင်းနဲ့တွန်းချအဆုံးစီရင်ခဲ့တာဗျာအရင်မှာပဲအစိမ့်တွေဘွားရောက်သွားတဲ့မောင်ဘရဲ့ကနှက်ကွန်းနဲ့ကြက်ရှင်တင်းမြောက်ကိုယ်ွယ်ပတ်တာကိုမင်းကြီးစောတီလာကိုပြောလာတယ်လေမင်းကြီးစောတီလာကလည်းမောင်ဘရဲ့ကိုတတ်မိတဲ့အတွက်ကြောက်လန့်ပြီးတော့ကြက်ကိုအရှင်ကိုရချင်းကိုဆူလိုတာပါကြက်ကိုပေါ့ကြက်ခိုးမဟုတ်ပါဘူး။ဩအဲ့လိုလား။လန်ခီတခြားလုံးမှာကျွန်တော်တို့နှစ်ဦးဟာဆက်မိဆက်ရပြောလာကြရင်ねဘိုတဲကိုရောက်လာခဲ့ကြပါရယ်။ဆရာ ဘူတဲရောက်ပြီဆိုတော့ကျွန်တော်မိုင်းကျင်းကိုပြန်တော့မယ်နော်အလုံသမားလူငယ်လေးကကျွန်တော်ကိုနှုတ်ဆက်ပြီးတော့ပြန်လဲသွားခဲ့ပါတယ်ကျွန်တော်ကလည်းဘူတဲကိုရောက်တဲ့အခါမှာတော့ရော်နယ်ကာရင်ကအိတ်ခမ်းထဲမှာတကူတဲ့အရက်တောက်နေတာကိုတွေ့ရပါတယ်ရော်နယ်ကာရင်ကကျွန်တော်ကိုမြင်တာနဲ့ပဲပြုံးရွှင်တဲ့မျက်နှာနဲ့လန့်ခေါ်လိုက်ပါတယ်အရင်နောက်မှာတော့အောက်ပါအိဗယ်ရတဲ့စကားကိုဆိုလာခဲ့ပါတယ်ဟယ်လိုကိုစိတ်နိုင်ဒီလာပြီးတော့ကျွန်တော်နဲ့တူအရက်တောက်ပြကျွန်တော်ကလည်းတကူတဲ့နေထိုင်ရသည်မှာညင်းငွေ့နေတာမို့လို့လိုလိုချင်းချင်းပဲရော်နယ်ကာရင်နဲ့တူအရက်ထိုင်တောက်နေလိုက်ပါတယ် အရေးတောက်ပြီးကြတာနဲ့ပဲရော်နယ်ကာရင်ကသူ့ရဲ့အခန်းရှိရာဘိုတဲဘော်တက်ကိုတက်သွားသလိုကျွန်တော်ကလည်းအောက်ထပ်မှာရှိတဲ့ကျွန်တော်ရဲ့အခန်းတွင်းကိုဝင်လာခဲ့ပါတယ်။ရော်နယ်ကာရင်ကမြည်သွမြည်ပုံရှိတာကိုမသိပေမဲ့လည်းကျွန်တော်ကတော့အိတ်မပြောသေးတာကြောင့်စောင်းတုပ်ကိုဖက်မိလျက်ရှိနေပါတယ်။ခဏကြာမှတော့အပေါ်တက်ကနေဒိုင်းဒိုင်းတိုင်းဆိုပြီးတော့တနက်တန်၃ချက်ကိုကြားလိုက်ရပြီးတော့ရော်နယ်ကာရင်ရဲ့အော်ဒန်ဆူဆူကြီးကိုလည်းကြားလိုက်ရပါတယ်။ကျွန်တော်ကလည်းဖက်လက်ဆက်စာကိုပြစ်ချလိုက်ပြီးတော့ရော်နယ်ကာရင်အခန်းရှိရာအပေါ်တက်ကိုပြစ်တက်သွားခဲ့ပါတယ်။ အခန်းကြီးကိုရောက်တဲ့အခါမှာတော့ရော်နယ်ကာဒင်ရဲ့အခန်းမှာရှိတဲ့ပိတ်ထားတဲ့အဝင်တကားကိုအဆောင်စစ်ပလိတ်တယောက်ကကိုးဆောင်နဲ့တွန်းဖွင့်နေတာကိုတွေ့ရပါတယ်။မကြာမီအခန်းတကားပွင့်သွားပြီးတော့ကျွန်တော်နဲ့အဆောင်ပလိတ်တို့ကဗျိုင်းနူလိုပဲရော်နယ်ကာဒင်အိတ်ခန်းထဲကိုဝင်လိုက်ကြပါတယ်။ရော်နယ်ကာဒင်ကသူ့ရဲ့အိတ်ယာပေါ်မှာပက်လက်နေထားတဲ့လဲလျက်ရှိနေပြီးတော့သူ့ရဲ့မျက်လုံးနှလုံးကကြောက်မက်ဖွယ်ရာရှေ့ကိုပြူးထွက်နေပါတယ်။ရင်မက်ကိုအသေးချာဆန်းကြည့်လိုက်တော့သူကအသက်မရှိတော့ပါဘူး။သက်ဆိုင်ရာကလာရောက်စစ်ဆေးပြီးတဲ့အခါမှာတော့လူသက်မှုဖြစ်ကြအောင်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူတို့ပြောပုံရတော့ Ronnie Garden ရဲ့ level ကိုပဝါလို့ထင်ရတဲ့အရာနဲ့ညစ်သက်သွားကြောင်းသိရပါတယ်။တဲလွန်ဇာကတော့ဘာတစ်ခုမှရှာမတွေ့ခဲ့ပါဘူး။ plate တွေကအုံနောက်ချပြီးတော့ Ronnie Garden ရဲ့အလောင်းကိုတည်ယူပြီးတော့ပြန်သွားကြပါတယ်။ကျွန်တော်ကလည်းစိတ်မကောင်းချင်းကြီးစွာနဲ့ပဲခြံထဲမှာရှိတဲ့ခုံတစ်ခုံမှာထိုင်နေခဲ့မိပါတယ်။အဲဒီချိန်မှာပဲကျွန်တော်ရဲ့နေကိုချမ်းဆောင်ဖိုးကြီးတူရောက်လာခဲ့ပါတယ်။ Mmm မိရှင်မရဲ့လက်စားချေမှုကတော့၃ရောက်မြောက်ဖြစ်သွားခဲ့ပြီ။အဲလိုမျိုးတကူတည်းညင်ညွတ်တယ်လို့ပြောလိုက်ပါတယ်။ကျွန်တော်ကလည်းထိုးသူရဲ့စကားကိုစိတ်ဝင်စားသွားတာကြောင့်နေစမ်းမအောင်ဦးကြီးရဲ့ ဦးကြီးစကဘာဒိတ်ပဲလဲဗျအဲ့လိုမေးလိုက်မိပါတယ်ခြံဆောင်ဘိုးကြီးကချက်ချင်းမဖြေပဲနဲ့အဝေးစီကိုမျှော်ကြည့်နေပါတယ်သူ့ရဲ့မျက်ဝန်းမှာလည်းအလွမ်းရိပ်တို့ဟာစိုးမိုးနေခဲ့ပါတယ်ခဏကြာမှတော့ဒီဖြစ်ပျက်မျိုးနဲ့သေးတာရော်နယ်ကာဒင်နဲ့ဆိုရင်၃ယောက်ရှိပြီဆရာရဲ့ဟမ်ဟုတ်လားဗျပြောစမ်းမအောင်ဗျဘာဖြစ်လို့ဒီလိုအသက်ခံရတာလဲလူသက်သမားဦးဦးသိရလားသိတာပေါ့ဆရာရဲ့လူသက်သမားမိရှင်မပါဘာမိရှင်မဟုတ်လားဒါဆိုခုနပလိတ်တွေကိုပြောပြလိုက်ပါလားဗျာ ဘာလို့ခမရမပြောလိုက်ရလဲပြောလဲသူတို့ယုံကြမှာမဟုတ်ဘူးဗျာပြီးတော့မိရှင်မကိုသူတို့ဖမ်းနိုင်မှာမမဟုတ်တာမိရှင်မလူမဟုတ်ဘူးဆရာရယ်ဘာလူမဟုတ်ဘူးဟုတ်လားဟုတ်တယ်ဆရာရယ် तू ကတည်သွားတဲ့မိန်းကလေးလေးအစိမ့်တည့်ရတစီဖို့ဆရာရယ်ကျွန်တော်ကတော့အဖိုးကြီးရဲ့စကားကြောင့်ဇဝေဇဝါဖြစ်သွားပြီးတော့အဖိုးကြီးကကျွန်တော်ရဲ့အဖြစ်ကိုရိတ်စားမိပုံရပါတယ်ဆရာနားလည်အောင်ပြောရလို့ရှင်အဖြစ်ကဒီလိုဆရာရယ်လွန်ခဲ့တဲ့6လလောက်ကပေါ့ မိုင်းလုသားများရဲ့ခေါင်းဆောင်ကြီးဖေသားရဲ့နေထိုင်ရာတဲတန်ရရဲ့အရှိကွင်းအတွင်း၌မိုင်းလုသားတွေရောက်ရှိနေပြီးတော့ဘိုအီရစ်ချက်ကိုကြီးဖေသားနဲ့အတူစောင့်ကြုံနေကြပါတယ်။မကြာမီမှာပဲအမိုးဖွင့်ချက်ကားလေးနဲ့ဘိုအီရစ်ချက်ဟာအင်္ဂလိပ်စစ်သားလေးတယောက်နဲ့အတူရောက်လာခဲ့ပါတယ်။ကာထိုရတာနဲ့ပဲဘိုအီရစ်ချက်ကိုကြီးဖေသားနဲ့မိုင်းလုသားတွေကအယိုသေးပြုတ်ပြီးတော့ခရီးဦးကျူပြုတ်ကြပါတယ်။ကြီးဖေသားကမိုင်းလုသားတွေနဲ့ဘိုအီရစ်ချက်ကိုမိတ်ဆက်ပေးပါတယ်။ငါမင်းတို့ပြောပြောနေတဲ့တခင်ကြီးဆိုတာသူ့ပဲကွာ။ မင်းတို့တွေကိုလစာပေးထမင်းကျွေးပြီးတော့နေစရာပေးထားတဲ့ကျေးဇူးရှင်လို့လည်းပြောလို့ရတယ်။သူမေးတာရှင်ရိုးရိုးတေးတေးပြန်ဖြေကြ။တခင်ကြီးစိတ်မဆိုးစေနဲ့နော်။နောက်ဆိုရင်ဘူထဲမှာအမြဲနေမှာ။မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့မိုင်းလုတ်သားတွေကိုမေးတဲ့ညီများမေးပြီးတော့မိုင်းစကန်ကိုလုတ်သားများနဲ့တူလိုက်လံစစ်ဆေးပါတယ်။မိုင်းစကန်တွေကိုစစ်ဆေးပြီးတဲ့အခါမှာတော့ကြီးဖေတာကဘိုးကြီးရစ်ချက်ကိုတခင်ကြီးကိုကျွန်တော်မျိုးဧည့်ခံပြုစုခြင်းလို့ကျွန်တော်မျိုးရဲ့အိမ်ကိုကြွပါခင်ဗျာ။ဘိုးကြီးရစ်ချက်ကိုအဲ့လိုပြောလာတဲ့အခါမှာတော့ကြီးဖေတာရဲ့အိမ်ကိုလိုက်ပါသွားခဲ့ပါတယ်။ သမင်းများစားတော့ပြီးတဲ့အခါမှာတော့ကြီးဖေသားရဲ့သမီးမိရှင်မကဘိုကြီးရစ်ချက်တို့ကိုဆက်သားကြောက်စီစဉ်ရည်နွေးချက်နေလာချပေးပါတယ်မိရှင်မရဲ့အလကိုအနီးကမြင်တွေ့လျက်တဲ့ဘိုကြီးရစ်ချက်ဟာမိရှင်မကိုသဘောကျနစ်သက်မိသွားခဲ့ပါတယ်ဒါဘသူလဲမောင်ကြီးဖေသားရဲ့ကျွန်တော်မျိုးရဲ့သမီးပါတခင်အိုးအချောလာလေးပဲကွယ်ဒါနဲ့သူ့နာမည်ဟာမိရှင်မပါတခင်မိရှင်မဟာလားဟုတ်ပါတယ်ဗျမောင်ကြီးဖေသားညကြကျွန်ုပ်ရဲ့ဘိုတဲကိုသမီးရှင်မကိုခေါ်ပြီးလာခဲ့ပါကျွန်တော်ခမရတို့သားဖောက်ကိုကျေးဇူးတင်လို့ဆုချီးမြှင့်ကြပါတယ် ဘိုးကြီးရစ်ချက်ကအဲ့လိုပြောရင်လည်းသူ့ရဲ့ရဲဘော်တွေကိုပြန်ကြရန်အတွက်အချက်ပြလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ជីဖေသားတို့တာဖတ်နေရွာနှစ်ထပ်ဘူဒေးစီကိုရောက်လာခဲ့ပါတယ်။ဘူဒေးကိုရောက်တဲ့အခါမှာတော့စစ်သားတို့ကជីဖေသားကိုအောက်ထပ်မှာထိုင်စေပြီးတော့မိရှင်မကိုဘိုးကြီးရစ်ချက်ကလက်ဆောင်ပေးလို့ရတယ်လို့ဆိုကအပေါ်ဘက်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ជីဖေသားကလည်းအောက်ထပ်မှာထိုင်နေတဲ့ဘိုးကြီးရစ်ချက်ကတမိဖြစ်သူကိုဗာလက်ဆောင်ပစ္စည်းများပေးနေတယ်လဲဆိုပြီးတော့တွေးနေမိပါတယ်။အဲဒီချိန်မှာပဲဘိုးကြီးရစ်ချက်အခန်းထဲမှာမိရှင်မကဘိုးကြီးရစ်ချက်ရဲ့စော်ကားခြင်းကိုရုံမထွက်နိုင်ရှာပဲနဲ့ဘဝပြတ်သွားခဲ့ရပါတယ်။ မကြမီကာမဘလူးဘူအီရစ်ချာသူ့ရဲ့ဆန္ဒတွေပြည့်မြောက်သွားပြီမလို့မိရှင်မကိုရွှေတင်းကားတပြားထုတ်ပေးတဲ့အခါမှာတော့မိရှင်မကရွှေတင်းကားပြားကိုမယူဘဲနဲ့ဘူအီရစ်ချာပါးကိုသာလန့်ရိုက်လိုက်ပါတယ်ဘူအီရစ်ချာမမျော်လင့်မဲနဲ့ပိုက်ရိုက်ခံလဲရတာကြောင့်လွန်စွာဒေါသထွက်သွားရင်းနဲ့ခါကြကတနက်ကိုထုတ်ပြီးတော့မိရှင်မကိုပစ်ချလိုက်ပါတယ်ဒိုင်းဆိုတဲ့တနက်တန်ကြောင့်ကြီးဖေတာထိတ်လန့်လှုပ်ရှားသွားပြီးတော့မိရှင်မရှိရာဘိုတဲ့ဘော်တဲ့ကိုအဆောင်တွေကိုတွန်းလွတ်လိုက်ပြီးတော့ပြေးတက်လာခဲ့ရာအပေါ်ရောက်တဲ့အခါမှာတော့ဒံယာတွေနဲ့လဲနေတဲ့တမိမိရှင်မကိုတွေ့မြင်လဲရပါတယ် ခမ ्याय ကြီးကျုပ်သမီးကိုတတ်တယ်ဟလာအေးခမ ्याय ကိုလည်းကျုပ်တတ်မယ်သမီးစောနဲ့ဒေါသတွေပောက်ကွဲသွားတဲ့ជីဖေတာဘိုးကြီးရွှေချက်ကိုပြေးဝင်လုံကတပ်ပုတ်ပါတယ်ဒိုးပေမဲ့လည်းဘိုးကြီးရွှေချက်ကတော့တနက်နဲ့ဥအောင်လမ်းပစ်လိုက်တာကြောင့်ជីဖေတာရှေ့ကိုမတိုးနိုင်မနဲ့လဲကျတေဆုံးသွားခဲ့ရပါတယ်အရင်ဖြစ်ပျက်တွေကိုမတည်သေးဘဲနဲ့တွေးလူးလူးနဲ့ကြာကမိရှင်မာတွေ့မြင်သွားတဲ့အခါမှာတော့အန်ကိုကြိတ်ရင်နဲ့ငါတည်ပြီးတဲ့နောက်ငါဝိညာဉ်ဟာမကျွတ်မလွတ်ပဲဒင်းတို့လက်စားချေခွင့်ရပါစေသားအဲလိုမျိုးချိန်ဆလိုက်ပြီးတော့အသက်ထွက်သွားခဲ့ပါတယ် အဖြစ်ကတော့အဲ့ဒါပါပဲဆရာရယ်ခမားပြောပုံရဆိုရင်တော့မိရှင်မှာဝိညာဉ်ဖြစ်နေဗိုလ်ရဲရောက်လာတဲ့အရာရှိတွေလက်စားချေတဲ့သဘောပေါ့နော်ဒါအမှန်ပဲဆရာရယ်မဖြစ်နိုင်ပါဘူးဗျာဝိညာဉ်ကတက်တယ်ပဲထားပါအောင်မိရှင်မှာဟုတ်မဟုတ်ဘယ်လိုပြောလို့ရပါမလဲပြောလို့ရတာပေါ့ဆရာရယ်တနတ်တန်ကြလို့ဗိုလ်ရဲပေါ်တက်ကြည့်လိုက်တော့မိရှင်မှာပေါ်ပါပြူကအခန်းပရမော့ကထွက်လာပြီးတော့မိရှင်မှာအုတ်ကူရှိရာစီကိုလွင်မျောသွားတာကိုတွေ့လိုက်ရတယ်ဗျာအဖိုးရဲ့စကားကြောင့်ကျွန်တော်ကလွန်စွာအံ့ဩသွားခဲ့ရပါတယ်မဖြစ်နိုင်လို့လည်းရည်ရည်ပြတ်ပြောလို့တော့မရပါဘူး ပရာလောကသားလို့ဆိုတာကလည်းအစမ်းကြေသားအဲဒါကြောင့်မဲကျွန်တော်ကလည်းစူးစမ်းလို့ရစိတ်ဖြစ်ပြီးတော့အဲ့ဒီအဖိုးကိုမိရှင်မာဥက္ကူစီကိုလိုက်ပို့ခိုင်းလိုက်ပါတယ်မိရှင်မာဥက္ကူမှာခြံဝင်းဝင်ပေါက်ထိပ်တစ်ပင်အောင်မှာရှိနေပါတယ်သူမရဲ့ဥက္ကူအနီးမှာဖခင်ကြီးဖေသားရဲ့ဥက္ကူကကတ်လျက်ပါကျွန်တော်မေးကြည့်လိုက်တဲ့အခါမှာတော့မိုင်းလုတ်သားတွေကပြုတ်လုထားတဲ့ကြောင့်အဖိုးကပြောပြပါတယ်ကျွန်တော်ကဥက္ကူနှလုံးကိုကျင်းနဲ့မမြင်ဘူးတဲ့မိရှင်မာနဲ့ကြီးဖေသားတို့အတွက်များစွာစိတ်မကောင်းဖြစ်နေမိပါတယ်အဲ့ဒီအချိန်မှာပဲမိရှင်မာရဲ့ဥက္ကူဘေးမှာပဝါပြူလေးတစ်ခုကိုတွေ့လိုက်တဲ့အခါမှာတော့ဟိုမဟိုမဟို ပေါ်ဝါဖြူလေးမဟုတ်ဘူးလားဗျာဟုတ်ပါရဲ့ဆရာအဲ့ဒါမီးရှင်မတေတုံးကထည့်ပေးခဲ့တဲ့ပေါ်ဝါလေးပဲဘယ်နဲ့ကြောင့်အပြင်ရောက်နေရပါလဲအဖိုးကပေါ်ဝါဖြူလေးကိုကင်ကြည့်လိုက်ပြီးတော့လွန်စွာကြောက်ရွံ့နေရတာကိုတွေ့ရပါတယ်ခမားပြောသလိုမီးရှင်မမကျွတ်မလွတ်ပဲအင်္ဂလိပ်စစ်ဗိုလ်တွေကိုလက်စားချေနေတာဖြစ်နိုင်တာပေါ့ဖြစ်နိုင်တာမဟုတ်ဘူးဆရာကြီးဖြစ်ကိုဖြစ်နေတာဒါဆိုကျွန်တော်တို့သူ့ကိုကျွတ်လွတ်သွားအောင်လို့အလူလုပ်ပြီးတော့အမြတ်တမ်းဝေလိုက်မကောင်းဘူးလားဗျာဆရာကောင်းမယ်ထင်တယ်လို့လုပ်ပါဗျာလိုအပ်တဲ့များတော့ကျွန်တော်ကူညီပေးပါမယ်အဲ့လိုနဲ့ပဲကျွန်တော်ကလည်းနောက်နှစ်ရက်ကြာမှာတော့အဖိုးနဲ့တိုင်ပင်ပြီးတော့ ဘုန်းကြီးပင်စွန့်ကြွေးကမစ်ရှင်မန်နဲ့ကြီးဖေသားတို့ကိုအမြတမ်းပေးဝေလိုက်ကြပါတယ်။နောက်နှစ်လခန့်ကြာမှကျွန်တော်ကလည်းအထက်ကပြောင်းရွှေ့ရန်မိတ်ကြလာတဲ့အတွက်မန္တလေးကိုပြောင်းရွှေ့ခံခဲ့ရပါတယ်။ကျွန်တော်မန္တလေးမှာတာဝန်ထမ်းဆောင်နေပေမဲ့ဒဝဲမှာရှိတဲ့ကြောင်မဲတော်တပ်ထုတွင်ကတရင်ကိုတော့အမြဲနားဆွင့်လျက်ရှိပါတယ်။အင်္ဂလိပ်စစ်ဗိုလ်တွေထပ်မံတည်ဆုံကြောင်တရင်ကတော့မကြရတော့ပါဘူး။မစ်ရှင်မန်တယောက်ကောင်းရပုံဘောရောက်သွားခဲ့ပြီလား။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုဆုံးနှတ်တိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။ မူရင်းရေးသားသူကိုလည်းကာရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာနော်ဘသူတွေကပတ်စံဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့ ုတငယ်ချင်းတွေတက်နေတဲ့သင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လည်းလုံးဝမတက်ပါနဲ့ဒါတွေကအချိန်ကုန်ငွေကုန်လူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်သင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပြင်းချင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပြင်းချင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်တော့သင်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြင်သင်တန်းကြောင်ယူဆောင်လာခဲ့ပေးပါကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မူဝန်းကြောင့်မို့ဖြစ်ရက်တီနိုင်တဲ့ဒီ Profit Mobile ဖုန်းပြင်သင်တန်းကြောင်ဆရာတွေက Hardware ပိုင်း Software ပိုင်းနဲ့ Theory ပိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲသင်ကြားပေးပါလိမ့်မယ်ကိုကို ိုင်းကလည်းစင်စက်မပြတ်စ조사အားထုတ်မှုတွေနဲ့စကေးတစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့조사ကျင်စေရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင်သင်တန်းကျောင်းမှာအခုပဲစီးရင်ပေးသွင်းလိုက်ပါ။သင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးကျင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service Phone တွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ စိတ်ကူးအိမ်မက်တွေကိုဖန်နီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit